ငလင်းကိုအာယုံပြုတ်နေတဲ့အချိန်မှာနိုင်ငံတကာရအောင်ပြည်ရင်းအောင်အာယုံပြုတ်နေတဲ့အချိန်မှာတရုတ်အစိုးရနေပြီးတော့ဒီလာရှိုးအရေးကိစ္စမှာနောက်ကွယ်နဲ့ခြေလှမ်းတော်တော်တွက်နေတာကိုကျွန်တော်တွေ့ရတာပေါ့နော်ကောကန်ဖို့ဆုတ်ခိုင်းတယ်ဆိုရင်စစ်ကောင်စီတပ်တွေပြန်ဝင်လာမှာလားအုတ်ချိုးရုပ်ဘယ်သူကကင်ပါလဲဆိုတဲ့သတင်းတွေကဒီနေ့အထိတည်ပြုလို့မရဘူးရှုပ်ထွေးနေစေဖြစ်တယ်ဒါပေမဲ့ကိုကန်ကျွန်တော်တို့နောက်ဆုံးပေးရထားတာတွေကတော့ကိုကန်အတွက်ဒီဆုတ်ပေးရမယ်ဆုတ်ပေးပြီးဆုတ်ပေးတဲ့အခါမှာအဲ့ဒီမျိုးအုတ်ချိုးရုပ်ကို အလားစစ်ကောင်စီကဝင်လာပြီးတော့ဂိုင်းတွင်နိုင်တယ်ဒါပေမဲ့အဲ့ချိန်မှာစစ်တပ်ကပြန်ပြီးဝင်လာမှာလားစစ်တပ်ကလည်းခုဆိုရင်ကျွန်တော်နားလည်တယ်တော့ကမိုင်းရဲမှာဌာနချုပ်တိဆောက်ထားတယ်ဆိုရင်တဘောကလာရှိုးမှာတိုင်းမှုအနေနဲ့လာပြီးမထိုင်တော့ဘူးဆိုတဲ့သဘောလိုယူဆလို့ရတယ်ဒါအပြင်လာရှိုးမျိုးရဲ့ပတ်ဝန်းကျင်ဆယ်မိုင်ကွာပတ်လည်မှာဆိုရင်လည်းအားလုံးကိုနေမျိုးစုမှုထားတာကကိုကန်တက်တယ်ပဲဖြစ်တယ်ဆိုတဲ့အခါကျတော့အဲ့လိုဆိုရင်ရောစစ်ကောင်စီတက်တယ်ကအထက်မှာလာပြီးဝင်ထိုင်ရဲမှာလားကိုကန်ကတော့လက်ခံမှာလား အဲ့တော့ကျွန်တော်ပြောနေတဲ့ conflict တွေ free back တွေပြန်ပြီးတော့ဖြစ်လာမှာလားဆိုတဲ့ကိစ္စပါเนาะဆိုတော့အဲ့ဒါအရေးကြီးလို့ကျွန်တော်ထင်တယ်အဲ့တော့တ িয়োগ စိစက်ပေးတာကိုနှစ်ဖက်စလုံးလက်ခံပါမလား